ဘလောင်လက်နက်ကင်တဲ့ပုံ DNL ကတက်မလို့ထိုးစစ်မှလဲလဲအကွယ်ကွယ်ဖြစ်ခဲ့ပြီးတဲ့နောက်မိုးနဲ့မိုးမိတ်ကိုပြန်လည်လွှဲပြောင်းပေးရမယ်ဆိုပြီးအပြစ်ခတ်ရစဲရေးကိုစာချုပ်ချုပ်ဆိုခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးစာချုပ်ချုပ်ဆိုခဲ့တာကတော့ပြီးခဲ့တဲ့လအောက်တိုဘာ29ရက်နေ့ကဖြစ်ပါတယ်။ဒီနေ့ဆိုရင်တော့အပြစ်ခတ်ရစဲရေးစာချုပ်ချုပ်ခဲ့တာဆယ်ရက်ကျော်သွားပြီဖြစ်တယ်လို့ဆိုရမှာဖြစ်ပေမဲ့မိုးကုတ်မျိုးကိုတက်မလို့ကပြန်လည်ဝင်ရောက်ရေးမိုးကုတ်မျိုးကနေပလောင်လက်နက်ကင်တဲ့ပုံ DNL ဆုတ်ခွာရေးကိစ္စတွေကတော့အခုချိန်ထိငြိမ်သက်နေသေးပဲဖြစ်ပါတယ်။ ဒါပေမဲ့မိုးကုတ်မြို့နယ်ပတ်သက်ပြီးလှုပ်လှုပ်ရှားရှားဖြစ်နေတာကတော့စင်ကူးမတရားတကြောက PDF တွေနဲ့ NUG လက်အောက်ခံမိုးကုတ်ဗျူဟာမာယာတဆက်တော် Red Dragon စတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်။ဒီထက်ကနေမှာမန္တလေး PDF ကတော့မိုးကုတ်မြို့ကိုမိုးကုတ်မြို့မှာရှိနေတဲ့အကျိုးစီးပွားတွေနဲ့တွဲဖက်တည်ရန်စာတောက်တွေပြောမယ်ဆိုရင်တော့ပလောင်လန်းနဲ့ကန်တဲ့ပုံ DNL ဘက်ကတာဖုံးကျော် NUG PDF အုပ်စုတွေကတခိုးစော်ဝေဆိုးနဲ့သို့သူရသောဥဆောင်နဲ့မန္တလေး PDF တို့သုံးပွင့်ဆိုင်ထားတဲ့မိုးကုတ်မြို့ကအကျိုးစီးပွားတွေကိုကာကွယ်ရေးအတွက် မန္တလေး PDF ကတော့အယိုးကြည်ကြည်အေးခန်းငယ်အသေးခံပြီးတိုက်ပွဲဝင်သွားမဲ့သဘောမျိုးမြင်တွေ့ရပါတယ်။ချိန်တော့ကမိုးကုတ်မြို့ကိုပလောင်လန်းနက်ကိုင်တပုံ DNA လေးကဥဆောင်တိုက်ခိုက်ခဲ့ပေမဲ့မန္တလေး PDF ကမိုးကုတ်မြို့မှာရှိနေတဲ့တွန်းထွက်တင်ရန်ဇာတရရဲ့အယိုးရင်အဖျားနာလောက်သာတိုက်ခိုက်ရတဲ့အခြေအနေမျိုးရှိပါတယ်။ ဒါပေမဲ့မိုးကမြို့ကိုပလောင်လန်းတဲ့ကင်တပုံ DNL ကအပြစ်ခတ်ရစေးရေးစာရုပ်ချုပ်ဆိုပြီးစုတ်ခွာထွက်ပြေးရမယ်ဆိုတဲ့အခြေအနေမျိုးရောက်ရှိလာတဲ့အချိန်မှာတော့ပလောင်အကြက်ဘက်သမားတွေကမလိန်တပတ်အနေနဲ့ယူနီဖောင်းပြောင်းဝယ်ပြီးတော့ Clip PDF မိုးကပြွာစသဖြင့်ဒီဒေတာတွေမှာဆက်လက်ပြီးတော့ခြေကုပ်ယူဖို့စီစဉ်နေတာလည်းရှိပါတယ်။ဒီနေရာမှာမိုးကမြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောရင်တော့စင်ကူးမတရားတပိတ်ချင်းက PDF တွေကိုလည်းခြံထားလို့မရဘူးဖြစ်ပါတယ်။ မဟုတ်မျိုးကိုပလောင်လန်တဲ့ကံပုံ DNA တွေကနောက်ဆုံးအချိန်ဒီခုကံကာကွယ်သွားမယ်ဆိုရယ်စီရေးရည်မှန်းချက်ထားရှိရတာကြာပြီဖြစ်ပါတယ်။ဒီတွေလည်းကြောင်မင်းနဲ့ဒီဘောကိုလက်မလွတ်ခင်တွေကပလောင်လန်တဲ့ကံပုံ DNA တွေကမဟုတ်မျိုးမှာရှိနေတဲ့ဂေါ်ရခါတွေနဲ့ NUGPP ရဲ့အုပ်စုတွေရဲ့အာခွင့်အများပြားယူတာတွေအတင်းအဓမ္မပေါ်တာဆွဲတာတွေတီးပြုတ်ခဲ့ပါတယ်။ဒါပေမဲ့မန္တလေး PDF နဲ့ NUG ကဇော်ဝေဆိုးလို့ပါဝင်လာပြီးတဲ့နောက်မှာတော့မဟုတ်မျိုးကိုပြန်လည်လွှဲပြောင်းရေးကိစ္စမှာပလောင်လန်တဲ့ကံပုံ DNA တွေက သုံးပွင့်ဆိုင်ဝိုင်းထဲကနေထွက်ပြီးတော့ကျိုးကျိုးပိုင်းထဲမှာခြံထားခဲ့တဲ့သဘောနဲ့ရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ NUGPB အုပ်စုက PDF တွေနဲ့မန္တလေး PDF ကမိုးကုတ်မြို့ကိုအသေးအံကာကွယ်သွားကြမှာပါ။မိုးကုတ်မြို့ကိုကာကွယ်မှသာ NUGPB အုပ်စုတွေအားလုံးကိုတလောင်လက်နက်ကန်ကောင်တီအန်အလီကအဖွဲ့တွေအားလုံးကိုအသက်ရှူချောင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်မန္တလေး PDF အပါဝင်မုကုတ်ကိုကာဝယ်မယ်ဆိုတဲ့မုကုတ်ဗျူဟာစင်ကူးမရီယာတပိတ်ချင်းနဲ့မြင်းညံတောင်သားနထိုးကြီးမှာစူတန်တောင်ကျွမ်းနေတယ်။မြင်းညံဘလတ်တိုက်ကားကအဖွဲ့တွေကပါကြောက်တွင်းနေနဲ့တွတ်ထက်ပြန်စားတဲ့ brand များတွေကိုခွဲတန်းရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မုကုတ်ကိုသွားရောက်ပြီးတော့ခုခံကာကွယ်ဖို့ခြေတက်သွားနေကြပြီဖြစ်ပါတယ်။ဒီနေ့မှာမုကုတ်ကိုပြန်လည်တိုက်ခိုက်သိမ်းမဲ့ဖို့တဲ့တမန်တော်မှနောက်ရှက်အဟံတာတစ်ခုရှိနေပါသေးတယ်။ဒါကတော့စင်ကူးမရီယာတဲ့ဂျောက PDF တွေဖြစ်ပါတယ်။ မရိယာနဲ့စင်ကူးကြားကလက်ပံလာဇေယကွင်းတပေချင်းဒေတာမှ PDF တွေကဆက်လက်ပြီးခုခံနေကြပါတယ်။မရိယာရဲ့မြောက်ဘက်ခြမ်းဒေတာတွေကိုတက်မလို့ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တဲ့အတွက်ချောင်းမကြီးဒီဆယ်ကြီးရဲ့မြောင်းမောင်လက်တန်းရဲ့မြောက်ဘက်ခြမ်းဒေတာတွေကို NUG လက်အောက်ခံ PDF တွေမရိယာ PDF အပေါင်းပါတွေဆုတ်ခွာနေကြပါတယ်။ဒါပေမဲ့လည်းစင်ကူးမရိယာတပေချင်းတကြောမှဆက်လက်ပြီးတော့အင်အားတွေဖြန့်ကျက်ဆက်လက်ပြီးတော့အင်အားတွေစုဖွဲ့ပြီးတော့ခံစစ်ကိုဟန်တားဖို့လည်းဆောင်ရွက်လာကြပါတယ်။အဲ့ဒီအတွက်အပြစ်ခတ်ရေဆဲကြီးစာချုပ်ချုပ်ဆိုလိုက်တဲ့နေ့မှာပဲ စင်ကူးမတရားတပိတ်ချင်းနဲ့ဒီကြောင်မြောင်းရွှေဘုတ်ကိုချိတ်ဆက်ထားတဲ့ရဲနာသင်္ကတရားကိုလည်းမိုင်းခွဲဖြတ်စည်းခဲ့တယ်။မတရားနဲ့စင်ကူးရဲ့ကြားမှာရှိနေတဲ့ကြောက်ဆက်ကုံတရားကိုလည်းမိုင်းခွဲဖြတ်စည်းခဲ့ကြတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့မန္တလေးမတရားကနေခြေတက်လာမဲ့တမတော်စစ်ကြောင်းတွေကို LOC ဖြတ်တော့ရေးဆောင်ရွက်လာတာဖြစ်ပါတယ်။ဒီနေရာမှာပေါ်တော်ဝါဖြူတော်တပိတ်ချင်းလမ်းစုံမှာရှိနေတဲ့တမတော်စစ်ကြောင်းကြီးတွေရဲ့စီရေးလှုပ်ရှားမှုကလည်းအဟံတာတစ်ခုတော့ဖြစ်သွားနိုင်ပါတယ်။ဒါကယူဆချက်တက်တက်ဆိုပေမဲ့လည်း NUG ပြည်ပအုပ်စုတွေအားလုံးက မိုးကုတ်မှာစုပွက်ပြီးတော့ကုကန်ကြမယ်ဆိုတဲ့အခြေအနေကမိုးကုတ်မရေရတပည့်ချင်းတကြောလုံးရဲ့စည်ရေးလှူရှာမှုကိုခေါင်းလောင်းပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီတော့လည်းမိုးကုတ်ကိုကာကွယ်မယ်ဆိုတဲ့မန္တလေး PDF နဲ့ဦးဆောင်တဲ့သူတွေမန္တလေး PDF နဲ့မိုးကုတ်ပြည်ဝကအဖွဲ့တွေကဝါပြူတော်ပေါ်တော်လန်းစုံတလျှောက်မိုးကုတ်ကြက်ပြင်းတလျှောက်နဲ့နေကြပြီးတော့ကင်းရွာအုံနယ်လောက်ကနေခန်းစည်တွေဆက်လက်ပြင်ဆင်နေရတဲ့သတင်းတွေလည်းကြားသိရတယ်လို့ မိုးကုံနယ်ကြောင်မဲလန်းမိုးကုံနယ်နောင်ချိုလမ်းပိုင်းကလည်းကြီးရွာလမ်းစုံလောက်ထိ NGP ပြေအုပ်စုတွေနဲ့ပလောင်လက်နက်ကိုင်တပုံ DNL ရဲ့ uniform ပြောင်းဝတ်တွေကခံစစ်တွေအကြီးအကျယ်ပြင်ဆင်နေပါတယ်။ပလောင်လက်နက်ကိုင်တပုံ DNL ကမိုးကုံကူတာဆက်လက်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ရရှိမဲ့အကျိုးစီးပွားတွေကအများကြီးရှိနေပါတယ်။အဲတမန်ရဲ့ထိုးစစ်တွေကြောင့်ဟန်တားနိုင်စမ်းမရှိတဲ့အတွက်မိုးကုံကိုလက်လွတ်ပမယ်ဆိုပြီးတော့မလင်းတစ်ပတ်လောက်ခဲ့တာဖြစ်ပါတယ်။ဒီရဲ့ဘက်မှာပဲပလောင်လက်နက်ကိုင်တပုံ DNL ရဲ့ မတွင်မှုတယောက်ဖြစ်တဲ့တာဖုံးကျော်ကအပြစ်ခတ်ရက်စဲလိုက်တယ်ဆိုတာကအားစုဖို့အတွက်ပြန်လည်တိုက်ခိုက်ဖို့အတွက်ဆိုပြီးတော့ social media platform ကနေရေးသားခဲ့တာတွေကိုအားလုံးမြင်တွေ့ရမယ်ထင်ပါတယ်။တာဖုံးကျော်ရဲ့ဒီလိုရေးသားချက်နဲ့ပတ်သက်ပြီးတော့ဘလောင်လက်နက်ကိုင်ကော DNA နဲ့ PSL နဲ့ DNA တွေကဆက်လက်တာဝန်ခံသွားရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်အကြီးပိုင်းတွေအနေနဲ့လည်းတာဖုံးကျော်ရဲ့အခုလိုရေးသားမှုကအပြစ်ကရစေးကြီးပုံမှာဘလောက်တိအကျိုးသက်ရောက်မှုရှိတယ်လဲဆိုတာကိုကြည့်မပြတ်စောင့်ကြည့်သွားဖို့လိုသလိုတရင်တက်ဖွဲ့ရဲ့စေးရေးလှူရှာမှုနဲ့မိုးကုတ်ကိုချီတဲ့တိုက်ခိုက်ဖို့ရည်ရွယ်ထားသလားဆိုတဲ့အခြေအနေကိုလည်းချင်းကပ်သွားဖို့လိုပါတယ်။ဒီနေရာမှာပလောင်လက်နက်ကန်တဘုံ TNL ခေါင်းဆောင်တယောက်ဖြစ်တဲ့တာဖုံးကျော်ရဲ့ရေးသားချက်တွေကအပြစ်ကရစေးကြီးနဲ့ပတ်သက်ပြီးတိုက်ရောက်မှုတွေရှိတာကိုတော့မြင်တွေ့ရပါတယ်။ဒါပေမဲ့တမတော်အနေနဲ့ကလည်းအပြစ်ကရစေးကြီးကိုတမတော်ဘက်က စတင်ပြီးတော့မချိုးပါဘူးဆိုတော့အဲ့ဒီမှာရီမန်းချက်တခုထားရှိထားတာဖြစ်တဲ့အတွက်မိုးကုတ်နဲ့ပတ်သက်ပြီးစောင့်ကြည့်နေစေတဲ့ဘုံမျိုးသာမြင်တွေ့ရပါတယ်။ဒါကြောင့်ဘလောင်လက်နက်ကန်တဘုံ DNA တွေကသူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်ယူနီဖောင်းပြဝင့်မယ်ဆိုတဲ့ယူဆချက်ကလည်းဖြစ်နိုင်တယ်လို့မိုးကုတ်ကလည်းစုတ်ခွာမယ်ဆိုတဲ့အခြေအနေကလည်းလက်ရှိအချိန်ကြီးညင်သက်နေစေပဲဖြစ်ပါတယ်။မိုးကုတ်မှာရှိနေတဲ့ဘလောင်လက်နက်ကန်တဘုံ DNA ရဲ့ရုံးလုပ်ငန်းစဉ်နဲ့ဆောင်ရွက်တဲ့ရုံးအဖွဲ့တွေကသာစုတ်ခွာနေကြပါမယ်ဘလောင်လက်နက်ကန်တဘုံ DNA ရဲ့ အသုံးချခံ PDF တွေနဲ့ပလောင်လက်နက်ကန်သုံး DNL အဖွဲ့တွေကမိုးကုတ်မှာဆက်လက်ရှိနေဆဲဖြစ်ပြီးတော့လက်နက်ခရံစုပွဲမှုတွေနဲ့လက်နက်ခရံစုပုံမှုတွေဒါအပြင်စီရေးပြင်ဆင်မှုခန့်စစ်ပြင်ဆင်မှုတွေကိုတောက်လျှောက်ပြုလုပ်နေတယ်လို့သိရပါတယ်ကျက်ပြင်းတဲ့ဒီအောင်နန်ဒေတာတရောကတော့ခန်းစစ်အကြီးကျယ်ပြင်ဆင်နေရဆိုတဲ့တည်င်းနဲ့လည်းကြားသိရပါတယ်။ဒါကမိုးကုတ်နဲ့ပတ်သက်ပြီးခန်းစစ်ပြင်နေကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ မိုးကုတ်ရဲ့ထိုးစစ်ကိုဟန်တားဖို့အတွက်မရရစင်ကုလက်ပံလာတဲ့ကြောမှာ NGPB အုပ်စုတွေကလည်းဆက်လက်ပြီးခန်းစစ်ပြင်ဆင်နေကြပါတယ်ပြင်ဆင်မှုတွေရဲ့နောက်ဆက်တွဲမှာတော့တမရရစီရေးလှုပ်ရှားမှုနဲ့အပြစ်ခတ်ရဲစဲရေးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးတံပြန်ရေးယူသွားမယ်ဆိုတာကိုလည်းကျွန်တော်ဆက်လက်စောင့်ကြည့်သွားဖို့လိုပါတယ်မိုးကုတ်ကိုအားလုံးကဝိုင်းဝန်းပိတ်ဆို့ခိုက်ကုကံသွားမယ်ဆိုတဲ့ကြေညာချက်တွေနဲ့အတူမရရစင်ကုတဲ့ကြောကပကဖာပအဖာနဲ့ NGPB အောက်ခံ PDF တွေအားလုံးကလည်းသူတို့ထိန်းချုပ်ထားတဲ့ဇယက်ကွန်းတပေချင်းလက်ပံလာစင်ကုက နေမြေတွေနဲ့ရွှေရင်းတွေကိုဆက်လက်ကာကွယ်သွားမယ်ဆိုတဲ့ကြေညာချက်တွေလည်းထွက်ပေါ်လာပါတယ်။တစ်ခါကပြန်ကြည့်ရင်သခိုင်းကရွှေဘူကြောင်မြောင်းစင်ကူတရာကြီးကိုချိုးသွားခဲ့တယ်။မရိယာနဲ့မန္တလေးကျားကကြောက်စက်ကလုံးတရာကိုချိုးသွားလိုက်တာရဲ့နောက်ဆက်တွဲကတော့စင်ကူလက်ပံလာမရိယာတကြောမှာစေရေးရီမန်းချက်အနေနဲ့အုပ်စုဖွဲ့ခံစစ်ပြင်ဆင်နေရတဲ့ရီမန်းချက်တွေနဲ့စုဖွဲ့မှုတွေကိုတော့မှန်းဆလို့ရနိုင်ပြီဖြစ်ပါတယ်။ တမောဘက်ကပြစ်ခတ်ရဲစဲရေးစာချုပ်ကိုဂုံတိခါရှိစီနဲ့ထိန်းချုပ်ထားစေဖြစ်ပေမဲ့ပလောင်လက်နက်ကိုင်းတဘုံ TNL နဲ့အပေါင်းပါတွေကတော့ကလိန်ကချစ်ကြစွာနဲ့ပဲမိုးကုတ်ကိုတပတ်ရက်ပြီးတော့လဝါချင်းရိုက်ခေါင်းပြောင်းပြီးတော့လွှဲယူဖို့ပြင်ဆင်နေတာတွေရှိပါတယ်။ဒီအတွက်မိုးကုတ်မရေတပိတ်ချင်းတကြောကစည်ရေးလှှရှားမှုတွေကနှစ်ဖက်လုံးမှာပြင်ဆင်နေကြတာတွေရှိပါတယ်။ ။ရှမ်းမြောက်ဒေသကနေဒီနောက်တန်းကိုပြန်ဝင်လာကြတဲ့အဖွဲ့တွေဒါအပြင်တက်မြော်ရေးစီရေးလှုပ်ရှားမှုတွေကိုဒီပြည်မှာရှိနေတဲ့အကြံဖက်သတင်းပေးတွေရဲ့သတင်းပေးမှုတွေအရာမန္တလေးကနေမတရားကိုတက်မြော်ရေးရှင်နေညူတွေဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒီလိုမျိုးကြားသိရတဲ့သတင်းတွေကအကြံဖက်သမားတွေရဲ့နားရဲကိုလည်းရောက်ရှိတာပြီးဖြစ်တဲ့အတွက်မတရားကနေစပြီးတော့ထိုးဖောက်မလား။ဒါမှမဟုတ်ဝါဖြူတော်တပေချင်းလမ်းကျုံမှာပဲအလော့စီဖြတ်တော်ပြီးတော့မရေယာဆန်ကိုလက်ပံလာတပေချင်းဇယက်ကွင်းကွင်း30ဒေတာတွေကိုအမုံချေမလား စည်ရင်လှှရှားမှုတွေကတော့တက်မတော်အကြီးကြီးတွေကအားလုံးချိန်ဆထားပြီးဖြစ်မယ်လို့ယူဆရပါတယ်။ဒါပေမဲ့အပြစ်ခက်ရယ်စဲရေးစာချုပ်ဆိုတာကအရင်တွေပြန်စုဖို့သဘုံတွေမွေးထားတဲ့ပုံစံမျိုးအကြက်ပတ်တမားတွေကိုအင်အားစုဖွဲ့ဖို့ဆိုတဲ့သဘောမျိုးတက်ရောက်နေတာကတော့အမြဲတမ်းဆိုးရွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။လက်ရှိဒီနက်အောက်တိုဘာ29ရက်နေ့ကစပြီးတော့နိုဝင်ဘာ6ရက်နေ့အထိအကြက်ပတ်တမားတွေရဲ့မိုးကုတ်နဲ့ပတ်သက်ပြီးပြင်ဆင်မှုတွေပလောင်လက်နက်ကိုင်တမောင် DNA အရိကတာဖုံးကျော်ရဲ့သူတို့ရဲ့အပတ်စဉ်လစဉ်ထုတ်ဝေတဲ့စာဆောင်တွေမှာရေးသားချက်တွေကလက်ရှိနိုင်ငံတော်ရဲ့ယာကြီးတမနာကြီးဖြစ်တဲ့ တက်ချုပ်ကြီးတက်မော်ကကွေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့တက်မော်ကိုအပီးတန်ချုပ်ကြီးအောင်တိုက်ခိုက်သွားမယ်ဆိုတဲ့ကြေညာချက်တွေနဲ့စာတောင်တွေပါထွက်ပေါ်လာတာကိုမြင်တွေ့ရပါတယ်။ဒါတွေကတစ်ဖက်မှာပြည့်ခတ်ရဲစဲရေးစာချုပ်ချုပ်ဆိုထားပေမဲ့အောက်ခြေမှာတက်မော်ကိုပြန်လဲတိုက်ခိုက်မယ်ဆိုတဲ့ပြင်ဆင်မှုတွေကိုမြင်သားနေတာဖြစ်တဲ့အတွက်အပြည့်ခတ်ရဲစဲရေးစာချုပ်ကဘယ်အချိန်ထိအချိန်ကာလဘလောက်ထိမန်ဒိတ်တွေပေးထားတယ်လဲဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်သွားဖို့လိုသလိုတက်မော်ဘက်ကလည်းဘယ်အချိန်ထိနိုင်ရဲ့သတွေးစုတ်ခံမလဲ တက်မော်ဘက်ကဘယ်ချိန်ထိအစမ်းကိုတီးခံသွားမလဲဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။မကုတ်နဲ့ပတ်သက်ရင်တော့အင်မတန်တိမ်မွေ့နဲ့နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။တစ်ဘက်ကအကြမ်းဖက်သမားတွေအားလုံးကတေတူရှင်မကွာဆိုတဲ့ပုံစံမျိုးနဲ့မိုးကုတ်ကရှိနေတဲ့အကျိုးစီးပွားတွေကိုခွဲတန်းရမှာဖြစ်တဲ့အတွက်သွားရောက်တီးခံကြတာတွေလည်းမြင်တွေ့ရပါတယ်။ဒီနေရာမှာတခြားရှုထောင့်ကနေပြန်ကြည့်ရင်တော့မိုးကုတ်မှာပြန်လည်စုဖွဲ့နေကြတဲ့အကြမ်းဖက်တွေ PDF တွေ NGP ပြည်အုပ်စုတွေနဲ့နထိုးကြီးမြင်းညံမှာရှိနေတဲ့မြင်းညံ Black Tiger ကအဖွဲ့တွေ မိုက်ကယ်ဦးဆောင်တဲ့အဖွဲ့ကြီးအားလုံးရဲ့စုဖွဲ့မှုကသူစစ်ဆင်မှုကိုကြုံတွင်းမှုအတွက်ခပေးထားသလားလို့လည်းထင်ရပါတယ်။ဒါပေမဲ့အကြမ်းဖက်သမားတွေကတော့သူတို့ယူဆချက်သူတို့ရှုထောင့်နေပဲမိုးကုတ်ကိုအပြေးဝကားကယ်တားနိုင်မယ်လို့ညီမန်းထားကြပြီးပျော်ပျော်ကြီးခံစစ်ပြင်မယ်လို့ကြွေးကြော်နေကြပါတယ်။ဒါကြောင့်မလို့မိုးကုတ်နဲ့ပတ်သက်ရင်စည်ရေးညီမန်းချက်နဲ့နိုင်ငံရေးအခြေအနေက50 50ဆိုတဲ့အခြေအနေမျိုးရှိနေပါတယ်။နိုင်ငံရေး PR တွေနဲ့ပဲဆက်လက်ပြီးတော့ဆောင်ရွက်သွားမလား။အပြစ်ကရဲစဲရေးကိုပလောင်လန်နဲ့ကန်တဲ့ပုံနဲ့စာချုပ်ချုပ်ဆိုထားပေမဲ့မိပင်ကစည်ရေးလှုပ်ရှားမှုတွေအတွက် မုတ်ကုတ်ကိုချီတက်မဲ့တမ်းတော်ရဲ့ထိုးစစ်ကရောမန္တလေး PDF NGO လောက်ခံ PDF တွေရဲ့စုပေါင်းကောက်ွယ်မှုတွေကြောင့်မုတ်ကုတ်ထိုးစစ်ကအပြင်းထန်ဖြစ်လာနိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်။မုတ်ကုတ်မြေကအင်မတန်နဲ့ကြီးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ထိုက်တဲ့သူမှရတာဖြစ်တဲ့အတွက်ပလောင်လက်နက်ကိုင်တပုံ DNA လေးထိန်းချုပ်ထားတဲ့တနစ်ကျော်မှလည်းတတ်တုတ်ရိုက်ပြီးတော့တွင်ထက်တဲ့ဇာတ်တော်တွေကိုတူဖော်ခဲ့ရတယ် တနေ့ကျော်နေပါကြာမြင့်တဲ့အချိန်မိုးကုတ်ကိုပြန်လဲလက်လွတ်ခဲ့ရတာဖြစ်ပြီးမိုးကုတ်ကိုမန္တလေး PDM ရဲ့အပေါင်းပါတွေကစုကံကာကွယ်သွားမယ်။ NUG လောက်ကံ PDM တွေကစုကံကာကွယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးကိုတော့မြင်တွေ့နေရဆဲဖြစ်ပါတယ်။ဒီကမိုးကုတ်မျိုးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အင်မတန်လေးခဲတဲလေးဖြစ်စရာကောင်းလာပါတယ်။ဒါပေမဲ့လည်းမိုးကုတ်မျိုးဆိုတာကတမတော်ရဲ့အရာရှိစစ်တွေတမတော်စစ်ကြောင်းတွေကိုအပမ်းမဲ့ခုတ်တစ်ပြီးတော့တက်ဖြတ်ခဲ့တဲ့မျိုးတမတော်တွေနဲ့မန္တလေး PDF အပါအဝင်အကြမ်းဖက်တမတော်တွေကိုအိုးစီဘုံဘုံတပြေကက်တွေနဲ့ကျူးဆူခဲ့တဲ့မျိုးဖြစ်တဲ့အတွက်ဒါတွေရဲ့ ဒန်အကျမ်းမဲ့သမားတွေကိုအားပေးခဲ့တဲ့ဒန်ကိုတော့ကောင်းကောင်းညီခါစီခံရပါလိမ့်မယ်။ဘလောင်အကျမ်းမဲ့သမားတွေကမလိန်တပတ်လုတ်ပြီးတော့ဒါခိုရလက်ဝင်မရှိဘဲနဲ့မန္တလေး PDF ကိုထိုးထည့်ပေးတဲ့အခြေအနေမျိုး NUG လောက်ခံရဲ့ PDF တွေကိုထိုးထည့်ပြီးတော့မုတ်ကုတ်ကိုကာဝယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးဖန်တီးထားပေမဲ့တမောဘက်ကလည်းမုတ်ကုတ်ကိုမျက်ချင်မပြတ်စောင့်ကြည့်နေတယ်လို့ယူဆရပါတယ်။ဒါကြောင့်မလို့အပြစ်ခတ်ရဲစဲရေးမှာပါဝင်တဲ့မုတ်ကုတ်မုံမိတ်နဲ့ပတ်သက်ရင်မုတ်ကုတ်ကမြို့ကျေမဲ့အနေထားရှိပါတယ်။ကျေမဲ့ဆိုလည်းကျေလို့ရပြီဖြစ်ပါတယ်။မုတ်ကုတ်မြို့ထဲမှာပြီးခဲ့တဲ့3လလောက်တည်းက စစ်ဘေးရှောင်သွားတဲ့မိဘပြည်သူတွေအများပြားရှိကြပါတယ်။မကုံနယ်ထဲမှာကြန့်ရှိနေသေးတာကတော့ပလောင်လက်နက်ကိုင်တပုံ DNL ကိုအလုံးကျေးပြုစုနေတဲ့အဖွဲ့တွေ NUG လောက်ခံ PDF တွေမုတ်ကုတ်ပြူဟာကအဖွဲ့တွေနဲ့ပကဖပအဖအစတဲ့အဖွဲ့တွေနဲ့တက်ဆက်နေသူတွေမိသားစုတွေဒါကြန့်ရှိပါတော့တယ်။ခုချိန်မှာပလောင်ကျမ်းမသမားတွေကပြစ်ခတ်ရစဲရေးကိုစာချုပ်ချိုးဆိုပြီးတော့ထွက်ခွာသွားတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံရေးကြိုးပမ်းကနေခက်တီတီနဲ့ထွက်သွားပေမဲ့ကျောင်းရဲ့အောက်ကနေလက်သိထိုးဆောင်ရွက်မာရီရဲ့နောက်ဆက်တွဲနဲ့ဆောင်ရွက်မှုတွေကတော့မိုးကုတ်မြို့ကိုခြေသွားစေမှာပဲဖြစ်ပါတယ် ဒါကြောင့်မိုးကုတ်မြို့မှာကြံရှိနေသေးတဲ့သူတွေမိုးကုတ်မြို့ရဲ့ area မိုးကုတ်ကျပ်ပြင်းနဲ့ဝါပြူတောင်ဖော်တော်လမ်းစုံမှာရှိနေတဲ့ရွာစဉ်တစ်လျှောက်မိုးကုတ်ကနေကြောင်မဲလမ်းစုံမိုးကုတ်မိုင်းလုံးကြောင်မဲလမ်းမိုင်းမှာရှိနေတဲ့နေရာတစ်ကျော်လုံးကထိုးစစ်ဆင်သွားရမယ့်နေရာတွေဖြစ်ပါတယ်။ပလောင်ဘွဲကစာရွက်ပေါ်မှာငင်းငင်းစကားဝိုင်းပေါ်မှာနိုင်ငံရေးရလက်မှတ်ထိုးထားပြီးမြေပြင်မှာအောက်ခြေမှာဆောင်ရွက်နေတဲ့စည်ရေးလှုပ်ရှားမှုတွေကမိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆောင်ကြည့်သွားရမယ်အခြေအနေကတော့ထိုးစစ်ကြီးမဖြစ်မနေဆင်ရပါလိမ့်မယ်ပြောရမယ်ဆိုရင်တော့တမရော့ဘက်ကမိုးကုတ်မြို့ကိုထိုးစစ်ဆင်ပြီးပြန်လဲတိုက်ခိုက်သိမ်းပိုက်ပါလိမ့်မယ်အကြမ်းဖက်တော်သားတွေဘလောက်စုဖွဲ့မလဲအကြမ်းဖက်တော်သားတွေဘလောက်တောင်းခံမလဲဆိုတဲ့အခြေအနေကိုဆောင်ကြည့်နေတာဖြစ်ပြီးတမရော့ရဲ့မိုးကုတ်ထိုးစစ်ကနောင်ချိုကြောင်မဲတီဖို့မြို့သုံးမြို့ပေါင်းထားတဲ့ထိုးစစ်လိုမျိုးအင်အားတွေပြင့်ထန်မှုတွေရိုက်ခတ်မှုတွေနဲ့စုဖွဲ့မှုပေါင်းများစွာနဲ့ထိုးစစ်ဆင်မယ်လို့ခန့်မှန်းရပါတယ်လရှိအကြံဖက်သမားတွေစုဖွဲ့နေတဲ့ပုံစံကချင်းတွေကကြက်ပုံစံမျိုးစုဖွဲ့နေတာတွေ မောင်းတဲ့ခန္ဓာရတဲ့အခြေအနေမျိုးလို့ယူဆပေမဲ့ဂျမ်ဖက်တွေကတော့ဒီနယ်သူပြောနေကြတာကိုလည်းမြင်တွေ့ရပါတယ်။အမရိယာဘက်ကဂျမ်ဖက်သမားတွေကိုပြန်ကြည့်ရင်လည်းမိုးကုတ်ရဲ့ခွဲတမ်းမရတဲ့အဖွဲတွေကမိုးကုတ်ကိုခွဲတမ်းသွားယူမဲ့အဖွဲတွေကစင်ကူးမရိယာတပိတ်ချင်းတကြောကရွှေတွေကိုဆက်လက်ပြီးတော့ပါကပပါအဖစင်ကူးလက်ပံလာမရိယာက PDF တွေကိုခွဲတမ်းပေးသွားတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အချိန်တုန်းကဇေယျကွန်းတပိတ်ချင်းတကြောမှာလဝဲကြီးအုပ်ထားတဲ့အဖွဲတွေကမိုးကုတ်မှာရှိနေတဲ့တွင်းထက်တင်ရန်စာတားတွေကိုခွဲတမ်းသွားယူတဲ့အချိန် ဇယက်ကွန်းတပိတ်ချင်းမှာရှိနေတဲ့ရွှေရင်းတွေကိုပါကဖပါဖကအပွဲတွေကိုဆက်လက်ပြီးလက်လွဲပေးခဲ့တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကြောင့်မလို့လဲမရီယာစင်ကူလက်ပံလာတဲ့ဂျော်ဂါပီဒီယက်တွေကသူတို့ထင်းကျုပ်ထားတဲ့ဒေတာကိုအဆုံးအထိဆက်လက်ကုကံကာကွယ်သွားမယ်။ရှိသမျှအင်အားအကုန်သုံးပြီးကာကွယ်သွားမယ်ဆိုတဲ့ကြေညာချက်တွေနဲ့သဘောထားတွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ဆိုတော့တမလို့ရဲ့အခုမိုးလွတ်ကာလပွင့်လင်းရသည့်ရောက်လာတဲ့အချိန်တမလို့ထိုးစစ်ကဘယ်ကိုဥတည်မလဲဆိုတဲ့အခြေအနေတွေကိုစောင့်ကြည့်နေရင်းမှာပဲမိုးလွတ်ထိုးစစ်ကတော့စိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေလိုပဲဆိုရမှာဖြစ်ပါတယ်။ ဘလိုရဖြစ်ဖြစ်အပြစ်ခတ်ရက်စဲရေးစာချုပ်ကိုမလင်းတဲ့ဘက်လောက်ထားတဲ့ပလောင်လန်းနဲ့ကန်စပုံ DNLA အနေနဲ့နိုင်ငံရေးရည်ချိန်နှိမ်ပါစွာပဲတားခုတ်ရလက်ဝင်ရှိုးတဲ့အန်ယူဂျီလောက်ကန် PDF သို့သူရသောဦးဆောင်တဲ့မန္တလေး PDF အပါအဝင်ထောင်မြင်လို့ရာစွန့်မယ်လို့ရည်ရွယ်ထားပေမဲ့ထင်သလိုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အခြေအနေတွေကိုသူတို့နေဝါထင်တင်မြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ပလောင်လက်နက်ကန်စပုံ DNLA အပြစ်ခတ်ရက်စဲရေးစာချုပ်ချုပ်ဆိုထားတဲ့မိုးကုတ်နဲ့ပတ်သက်ပြီးတက်ဆက်ရမယ်ဆိုရင်တော့မိုးကုတ်မျိုးရဲ့ထိုးစစ်ကစတင်ပါလိမ့်မယ်။ ဒီနေရာမှာအပိုင်းတစ်ပိုင်းခွဲရမှာဖြစ်ပြီးမိုးကုတ်ကိုချစ်တက်မဲ့အဖွဲ့တွေနဲ့မိုးကုတ်ကိုထိုးစစ်ဆင်မဲ့တပ်မတော်စစ်ကြောင်းတွေရဲ့အဓိကစီရေးကြီးမှန်းချက်ကမိုးကုတ်ဖြစ်တယ်လို့မရယာနဲ့စင်ကူတကြောမှာဆက်လက်ပြီးအလောင်းစီပြတ်တော့ဖို့ကြံစည်နေတဲ့ဒေသလက်ပံလာမရယာစင်ကူနဲ့ဒီတပိတ်ချင်းစရက်ကွင်းတကြောကအကြံဖက်တွေကိုလည်းအပိုင်းလိုက်ခွဲပြီးတော့နေမရှင်လေးဆောင်ရွက်သွားဖို့လိုပါတယ်။ဒီအပိုင်းတက်မော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကစင်ကူမရယာတကြောနဲ့မိုးကုတ်ဒေသတွေမှာခက်အေးရှိနေတာတွေကအကြံဖက်သမားတွေကိုစုဖွဲ့ခွင့်တမင်ပေးထားသလားလို့တမင်ဟပေးထားသလားလို့တောင်းယူဆမိပါတယ်။ အကြမ်းဖက်သမားတွေကိုမောင်းသွင်းတဲ့ပြူဟာကိုအသုံးပြုပြီးမိုးကုတ်မျိုးကိုဝါမင်းပိတ်ဆို့တိုက်ခိုက်သွားမလားဆိုတဲ့အခြေအနေမျိုးနဲ့ပတ်သက်ပြီးမိုးကုတ်ထိုးစစ်ကိုဟန်တားရေးအတွက်စင်ကူးမတွေရတကြောက PDF တွေကအလောစီဖြတ်တော့ပြီးတော့ခန်းစစ်တွေပြင်ဆင်နေသလားဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မိုးကုတ်ကိုတက်မတော်ကထိုးစစ်ဆင်ပြီးတော့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပါလိမ့်မယ်။ဂုံတိတ်ခါအရာပဲဖြစ်ဖြစ်ပလောင်လက်နက်ကန်စပုံ TNL ရဲ့အပြစ်ခတ်ရက်စဲရေးစာချုပ်ကိုမလိမ့်တဲ့ဘက်လှုပ်လာမဲ့ဟာခွက်တွေနဲ့မလိမ့်တဲ့ဘက်လုံးမှုတွေအတွက် တာဘုံကျော်ရဲ့စီးလို့ဝါလို့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးပလောင်လက်နက်ကင်တဘုံ DNL PSLF DNL ကတာဝန်ယူရပါလိမ့်မယ်တာဘုံကျော်ရဲ့ငင်းငင်းရင်းနဲ့နိုင်ငံတော်အစိုးရလက်ရှိတမတော်ကြီးကဲတွေကိုနိုင်ရွက်သတွေးစွန့်နေတာတွေအတွက်အားလုံးခါးစီးပြီးတော့ခံကြရပါလိမ့်မယ်ရိုက်ခတ်မှုတွေမလာခင်ပြုံးပျော်ထားနိုင်ပေမဲ့ရိုက်ခတ်မှုတွေလာတဲ့အချိန်နောက်ချိုကြောင့်ပဲတီဘောကိုလက်လွတ်ခဲ့ရတဲ့အခြေအနေမျိုးတဲ့စိုးရွားဆောင်ဘယုံသုံးကားနဲ့ဆုတ်ခွာထွက်ပြေးရမယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်မြင်တွေ့နေရပါတယ် ထပ်ပြီးတော့တင်ဆက်ရရင်မိုးကုတ်မြို့ကိုတမရော်ကထိုးစစ်စင်ပြီးတိုက်ခိုက်ပါလိမ့်မယ်။မိုးကုတ်မှာရောက်ရှိနေတဲ့အကြံဖက်တွေနိုင်ငံရေးရေချိန်နှိမ်ပါစွာနဲ့မိုးကုတ်ကခွဲတန်းတွေကိုရမယ်လို့မျှော်လင့်နေတဲ့အကြံဖက်တွေသွားရောက်စုပွဲနေတဲ့နေရာတွေအလုံးကတစ်ချိန်မှာပြပုံဘွားကိုရောက်ရှိသွားလို့မှဖြစ်တယ်ဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။